ီတုံးအစီတုံးမှာအခေါင်းနဲ့ဟွတမင်းလိုက်ပွဲကျူတောင်းထားအောင်မယ်လိုက်ပွဲနေနေပြို့တရားသားချက်ကပိုးပါတဲ့တရားသူချက်ကလေးရဲ့ဝတ်သားကိုတရသည်6လေးနဲ့ပေါင်းဆက်ဖန်တီးပါမယ်ရိုးရိုးအိုးနဲ့ချက်ဆာမှာမဟုတ်ပါဘူးမြေအိုးနဲ့ချက်ဆာမှာပါမြေအိုးဝတ်သားတရသည်6နဲ့လေးဖြစ်ပါတယ်ခင်ဗျာကဲဒီမှာတော့ဘိုင်ပါအောင်လို့ဆိုတော့တစ်ချက်ရှိုးလိုက်နော်ကျွန်တော်တို့ကတော့ဘန်နာရက်ခေါ်တယ်ချို့သူတွေကြောက်တာ အာလေကလေးရွက်လို့လည်းခေါ်ရနော်ဆိုတော့ဘန္နာသီးကျွန်တော်တို့ခေါ်တာဆိုတော့ဒါမှမဟုတ်တချို့သူတွေခေါ်တာလေကလေးသီးအတူတူပါပဲဆိုတော့ဒါကိုကျွန်တော်တို့တုပ်စားမယ်ဆိုတော့ဒါကတော့ဘန္နာရဲ့တုပ်ပါမယ်အနူလေးပေါ့နော်ဝတ်သားရှူပါဝတ်သားကတော့အစီအသားမျှတာပါလေတုံးကတော့မကြီးမသေးပါဗျာနည်းနည်းလေးတော့ကြီးတယ် ဒါပေမဲ့အတုံးကြီးရင်ပိုကြိုက်တယ်ဟင်ဆိုတော့အရင်ဆုံးရတာနဲ့ပါမယ်အရတာတကူတော့အများကြီးစဉ်းစားမနေတော့ဘူးအိမ်မှာအမြဲသုံးပြစ်တယ်တဟဲစာကြက်သားဟင်းခတ်မှုကိုသုံးပါမယ်တဟဲစာကြက်သားဟင်းခတ်မှုပါဗျာကြက်သားစစ်စစ်ကထထတာဖြစ်တဲ့အတွက်ကြောင့်ကြက်သားရဲ့အချိုတက်ပိုပြေးသွားတယ်နောက်တစ်ခုကကျွန်တော်ဟင်းလျာအတိုင်းအတွက်ဆိုရင်လိုက်ဖက်သလိုအရတာလည်းပိုရှိတယ်အဲ့ဒီအတွက်ကြောင့်တဟဲစာကြက်သားဟင်းခတ်မှုပဲထည့်လိုက်တော့မယ်ဘာမှမသုံးတော့ဘူးဩကကြီးရှိရကကြီးနဲ့မဖောက် တဲစားကြတာဟင်ခမ်းမုံပါဗျာအငန်တက်ကလျှော့တယ်ကျွန်တော်ကတော့ဒါစာမသုံးမဲနဲ့ဥမာတဲစားကြတာဟင်ခမ်းမုံကိုများများလေးထည့်လိုက်မယ်များများဆိုတော့အရင်လည်းမများဘူးเนาะစာမသုံးညင်တော့အဓိကစာမသုံးညင်လည်းရတယ်ဒါမို့စားလေးနည်းနည်းထည့်မယ်ဆိုရင်လည်းရတယ်တဲစားကြတာဟင်ခမ်းမုံကိုဒါနည်းနည်းလေးပို့ထည့်လိုက်မယ်ဆိုရင်လည်းအဆင်ပြေတယ်အိမ်မှာဆိုရင်ဒါကျွန်တော်တယောက်ပဲအငန်စားရဲမှာပါတယ်တခါလေးတော့လုံးချက်ချက်လိုက်မယ် တာရာရာပဲစီလေးလဲဝစ်တယ်လားယာဝီကဲဝတားမြုပ်လေးတော့ရေထည့်လိုက်ရယ်ဗျာဘနာကဒီမှာအထဲမှာအနူလေးကြီးပဲနော်ဆိုတော့ဒီအပွားအရွက်ကလည်းတော်တော်နူးတယ်အနူရဲ့အတွက်ကြောင့်မှကျွန်တော်တုံးလိုက်တာနာနေကိုလုံးဝမှွေးခံနေရောဗျာ တင်းကြီးရောက်တော့ဒီမှာပါအငန်းဆိုရင်အချင်းအထိန်းနေအဲ့ဒါကြောင့်ဒါကျွန်တော်နည်းနည်းလေးတော့ထပ်ထည့်ဖို့လိုတယ်နည်းနည်းမြည်ကြည့်လိုက်တယ်နည်းနည်းပေါ့ကျွန်တော်တို့က ready ဖြစ်သွားပြီရှို့ရှို့ဝေးရပါပဲစီချံကတော့အကုန်ထည့်လိုက်ပါမယ် တဲစာကြက်သားဟင်းကမ်းမုံမှာသူကအထုပ်ဆိုင်ကနှမျိုးလာပါမယ်ဆိုတော့ဒီအထုပ်သေးရောက်တာ20 gram size ပါထုပ်ကြီးရှိပါလေထုပ်ကြီးရကြရောက်တာ180 gram size ပါတော့မိုက်သွားပြီစူဘိုရဲ့ဟင်းရည်လောက်ပါမယ်ခင်ဗျာယူနေဆိုတော့စူဘိုရဲ့လေးကောက်ထဲလိုက်ချောင်းလိုက်ပဲထဲမယ်ဗျာ ချိုစိတ်ညာပဲကွာอืมအာလုံးဝမိုက်ရေလုံးဝမိုက်ရေတကယ်ကောင်းတယ် ready ပါလေဗျာခြိုက်တော့မယ်ไปกันเลยซ่าเลยว้ายอืมซ่าจังหวะครับเนี่ยสวยดีอันนี้ก็อดีตอัตตะเว้ย အနှစ်ကကြတော့အချင်းရတာလေးလည်းပါတယ်မြို့တိလို့မှများများလေးနဲ့ရှယ်ပဲတို့ရချင်းပတ်ပါပဲချင်းမနဲ့နေပြည့်စုံတယ်ဘာမှမလို့

ကျွန်တော်အစီအလောက်မစားနိုင်ဘူးဒါပေမဲ့ဒီစီလုံးဝမအေးဘူးဟွန်းကမင်းလိုက်ပွဲကျူတောင်းထားအောင်မယ်လိုက်ပွဲနေနေပြုတ် có sao đi vậy ừ. nhà tao xì nhỉ xin mong gọi lại về tôi vậy Mm. Hmm. Hmm. Xem ai vậy? Có khả năng. Tí nữa hiếm mua để gồng luôn. အရသာဆိုလို့တဲသာကြတာဟင်းကမုန်းနဲ့ဖန်တီးကြတာဘာမှပြောစရာမလိုအောင်ကွက်ခံရပါဗျာအငယ်ချော့သားချင်းအဖြစ်ဒါတဲသာကြတာဟင်းကမုန်းကိုကြောက်ကျွန်တော်နီးစက်ရစည်းဆိုင်နေကုန်စံနေမှာအလွယ်တကူပဲယူလို့ရပါတယ်ခင်ဗျာကျွန်တော်ဆိုရင်အိုရှန်မှာလည်းဝယ်ဖြစ်တယ်စူပါမားကတ်မားကတ်ပိစ်မှာလည်းဝယ်ဖြစ်တယ်နောက်တစ်ခုကတော့ GNG မှာဆိုွယ်ဖြစ်တယ် GNG ကတော့ကျွန်တော်နဲ့အနည်းဆုံးတော့ပြောလို့ရရပါတော့ကျွန်တော်လမ်းထိပ်မှာလည်းရတယ်ခါလေကြလည်းပြီးပြတ်သွားတဲ့အချိန်မှာကျတော့ကျွန်တော်တို့ Ocean နဲ့ Supermarket တွေဒါ GNG မှာကျွန်တော်ဝယ်လို့ရတယ်အလွယ်တကူဝယ်လို့ရပါတယ်ခင်ဗျာဆိုတော့ဒီနေ့ရဲ့ဗီဒီယိုကိုတော်တော်လေးရိုက်လိုက်ပါတော့မယ်တဒါ